ကဲဒီတစ်ခါတော့ရေတောက်နေချင်းရဲ့စူဂျူကိုအဆုံးတက်လိုက်တော့မယ်ကြပထမဗီဒီယိုမှာတော့ရေဘလောက်တောက်တဲ့တလဲဆိုတဲ့အကြောင်းအရာကိုပြောပြသွားပြီဒုတိယဗီဒီယိုမှာတော့ကျွန်တော်တို့ရေတက်ခန်းချောက်တာရဲ့စူဂျူတွေအကြောင်းကိုပြောပြသွားပြီကြအခုဒီဗီဒီယိုမှာတော့ကျွန်တော်တို့ရေတောက်နေတယ်ဆိုခဲ့ရင်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ရုပ်ပိုင်းဆိုင်ရာဆွမ်းဆောင်ရည်တွေလည်းကြာတယ် အဲ့ဒါအပြင်ကိုတက်လုံလို့ပြောမယ်ဗျာဒီကျင့်ငယ်နေပါလေလောက်တဲ့ဆိုတဲ့ချိန်မှာရှိတင်ရှိတိုက်တဲ့ခန္ဓာကြီးအလုံးလောက်တဲ့ဆိုတဲ့ချိန်မှာရှိတင်ရှိတိုက်တဲ့ခန္ဓာကြီးဒီဆွမ်းအားတွေလည်းကြာဘာဖြစ်လို့ကြာရတာလဲဆိုတော့ရေဓာတ်ကအစာကနေပြီးတော့ energy အဖြစ်နဲ့ပြောင်းလဲတယ်ဆိုတဲ့နေရာမှာအရေးပါစွာနဲ့ပဲပါဝင်တယ်အဲ့တော့လုံလောက်တဲ့ရေဓာတ်ပမာဏမရှိဘူးဆိုတဲ့ချိန်ကြတော့ energy level တွေထိုးကျသွားတယ် ပြီးတော့ရေတက်ကကြတော့ကျွန်တော်တို့ကြွက်တာတည်ရဲ့လုံနိုင်စွမ်းအားပေါ့ဗျာသူရဲ့ပါဝါနဲ့စွမ်းနိုင်ရည်ပေါ့နော်စွမ်းအင်တွေကိုသူကအဲအထောက်ပံ့ပေးတယ်ပေါ့ဗျာအဲ့ဒီချိန်မှာရေတက်နေသွားတယ်ဆိုတဲ့ချိန်မှာကျွန်တော်တို့ကြွက်တာတည်ရဲ့ဆွမ်းဆောင်ရည်တွေကြာသွားတယ်အဲ့တော့လှုပ်ကားကင်ရတာတော့မှဟိုလေလှုပ်ရှားရတာတော့မှကျွန်တော်တို့လေးလေးပင်ပင်နေကျွန်တော်တို့ဖြစ်သွားတယ်ဗျာလေးချင်ကလှုပ်ပဲဆိုခဲ့ရင်ပူဆိုးရောပေါ့ဗျာ ပြီးတော့လူကတက်တက်ကြွကြွမဖြစ်တော့ဘဲနဲ့လန်လန်ဆက်ဆက်မဖြစ်နိုင်တော့ဘဲနဲ့ကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့လေးလံထိုင်မိုင်းလာတယ်အဲတဝါဝါနဲ့ကိုတန်းလာတယ်ဗျအဲ့တော့အဲ့ဒီမှာကျွန်တော်တို့သင်ငန်းစာယူတော်ဝေကရစီရပဲပေါ့ဗျာအလုတ်တွေအရန်ရှုပ်နေလို့ပေါ့ဗျာအလုတ်ပြက်သွားမှာဆိုလို့ဆိုခဲ့ပြီးတော့ကျွန်တော်တို့ကရေထမတောက်ပဲနဲ့နေတယ်အဲ့ဒီချိန်မှာရေသက်ခန်းချောက်သွားတယ်အဲရင်ခဲ့တယ်အကောင်ချောက်တယ်ဒါပေမဲ့မတောက်ဘူးဆက်လုတ်တယ်အဲ့တော့ဘာဖြစ်လာလဲဆိုတဲ့အချိန်ကျတော့တွေ့တဲ့ဟို ရေသက်တွေနေသွားတယ်အဲ့တော့အုံနောက်ကိုကျွန်တော်တွေးစီစီမှုလေအဲ့ချိန်မှာကျသွားတယ် energy ဖန်တီးမှုတွေလည်းကျသွားတယ်အဲ့တော့လူကကောင်းကောင်းဟိုအလုပ်ကိုအယုံ site တို့ကိုမရတော့ဘူးဖြစ်သွားတယ်ဗျအဲ့တော့အဲ့လိုမျိုးတွေမဖြစ်ပါစေနဲ့ဗျနောက်တစ်ချက်နောက်တစ်ချက်ကကျတော့တော့ကျွန်တော်တို့ဗာလဲဆိုတဲ့အချိန်ကျတော့အပူချိန်ကိုကောင်းကောင်းမထိန်ကြည့်ပေးထားနိုင်တော့အဲ့လိုဆိုတဲ့အချိန်မှာကျွန်တော်တို့ချွေးဖတ်ဖို့အတွက်ကိုထွက်เสียချွေးပမာဏမရှိတော့ အဲ့ဒီချိန်မှာချွေးကောင်းကောင်းမထွက်တယ်ဆိုတဲ့ချိန်မှာကျွန်တော်တို့တက်လုံကြဆင်းတယ်ပြီးတော့ဒီချိန်ကလုတ်ပြီးတဲ့ဆိုတဲ့ချိန်မှာ post exercise recovery လို့ပြောတယ်ပေါ့ဗျာအဲဒီချိန်ကလုတ်ပြီးဆိုကြွက်တားလေးရတော့ဟိုနာကျင်တာပဲဗျာဒါပေမဲ့အဲ့ဒါကခဏနေကြရင်ပြန်တက်တာရတယ်อืมဒါကို post exercise recovery လို့ပြောတယ်အဲ့ဒီ level ကြီးကြဆင်းသွားအဲ့တော့ဒီချိန်ကလုတ်တေးရဲ့ဆိုတဲ့ချိန်မှာကြွက်တားလေးရတစ်စစ်စစ်နဲ့ဟိုနာနေတယ်ဗျာဘာကြောင့်လဲဆိုတော့ချင်းကြတော့ကြွက်တားလေးကိုအစာထုတ်ဝင်ရအောင်မယ်ဒီ glycogen ပေါ့နော် သူကကြတော့တော့ကျွန်တော်တို့ရေတက်ကောင်းကောင်းရှိတော့မှလာရင်ဒါဖန်တီးနိုင်မှာပေါ့ဗျာအဲ့တော့ဒီ glycogen အစာတို့ထည့်ဆက်မှုတွေအားလည်းသွားတယ်ဆိုတဲ့အချိန်မှာ post exercise recovery တွေကျဆင်းသွားတယ်ဗျာပြီးတော့ခုနကပြောခဲ့တယ်လို့ပါပဲအုံနောက်ထဲမှာရေတက်ခံချောက်သွားတယ်အဲအဲ့ချိန်ကျတော့ဗာဖြစ်တယ်ဆိုအာယုံဆူဆိုင်မှုတွေကျတယ်ကျွန်တော်တို့တတိမေးလွယ်တယ်ပြီးတော့ connective function တို့ပြောတယ်ပေါ့ဗျာငါဒါလုတ်လိုက်မယ်လို့စိတ်ကူးပြီးတော့ဒါလုတ်လိုက်တယ်ဒါပေမဲ့လည်း ဟိုလက်ကိုအုံနောက်ကနေပြီးတော့ခိုင်းလိုက်တယ်ကြာဘုမာပြောမယ်ပေါ့ကြာအဲ့ချိန်မှာသွားလိုက်ဒီတကားကိုပိတ်လိုက်ဆိုပေမဲ့လည်းဘာဖြစ်လဲဆိုတဲ့အချိန်ကျတော့ထိရောက်တဲ့ညွန်ကြချက်တွေအုံနောက်ကကောကောမပေးနိုင်တော့အဲ့ချိန်အဲ့ချိန်မှာ collective function တွေလည်းဒါကျဆင်းတယ်ကြာပြီးတော့ motor coordination ဆိုတာလည်းခုနကလိုပါပဲကျွန်တော်တို့တခုခုကိုကိုင်နေဆိုတဲ့အချိန်မှာမမြဲတော့တာလို့ဒါမျိုးလေးတွေလည်းကျွန်တော်တို့ဖြစ်သွားသွားစီတတ်ပါတယ်ကြာအဲ့ဒါလေးအပြင်ကိုအာအရေးကြီးတဲ့အချက်ကတော့ဘောနော် ကျွန်တော် thermo regulation လို့ခေါ်တယ်ပေါ့နော်အတွင်းခန္ဓာကိုယ်အပူချိန်နဲ့အပြင်အပူချိန်နဲ့ကိုထိမ့်ညှိပေးတဲ့ဟာကပြတ်သွားအောင်အဲ့တော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ခန္ဓာကိုယ်ကြီးကဟိုတိတ်စောတက်ရှိတယ်ဗျာကျွန်တော်တို့အုံနာတေဇောရဲ့တိတာတေဇောရဲ့ဆိုတာရှိတယ်အဲ့တော့ဟိုအပူချိန်လွန်ခဲ့တဲ့ဆိုတဲ့အချိန်မှာအုံနာတေဇောပေါ့ဗျာအဲ့လိုဆိုတဲ့အချိန်မှာချွေးထွက်ပေးရမယ်ချွေးထွက်တော့မှလည်းကျွန်တော်တို့ခန္ဓာကိုယ်ကပြန်ပြီးတော့အေးလာတယ်ပေါ့ဗျာအဲ့လိုဖြစ်ကမယ်ဆိုရင်ဖြစ်စင်ကမဖြစ်နိုင်တော့ဘူး why ဘာကြောင့်လဲဆိုတဲ့အချိန်မှာရေတက်ခန်းချောက်သွားတယ်ဆိုတဲ့အချိန်မှာလုံလောက်တဲ့ရေတက်ပမာဏမရှိရဆိုတဲ့အချိန်မှာချွေးကောင်းကောင်းမထုတ်နိုင်တော့ဘူးအဲ့လိုဆိုတဲ့အချိန်မှာအပူကအရန်ကိုညားနေတယ်ညားတယ်ဆိုတဲ့အချိန်မှာဟိုဟို heat stroke တွေပါတောင်မှအခမတင်ရသွားစေနိုင်တယ်ဗျာအဲ့တော့ဒါကတော့ရေတက်ခန်းချောက်ခြင်းရဲ့ဒါတိတာထင်ရှားတယ်ပေါ့ဗျာဟိုရေတောက်နေခြင်းရဲ့တိတာထင်ရှားတဲ့ဒါအချက်တွေပဲဖြစ်တယ်ဗျာအဲ့တော့နောက်ဆုံး၃ချက်ပြောပြမယ်ဗျာအဲ့တော့ရေတောက်မယ်ဆိုခဲ့ရင်ဘယ်လိုတောက်မလဲဆိုတော့ကျွန်တော် regular နဲ့ adequate fluid intake ကိုတောက်စီခြင်းနဲ့ပေါ့နော်ဆိုလိုတာကကျတော့အာဆရာကျွန်တော်ကတော့อืมအလုပ်ပါကျွန်တော်6နာရီတော့ short time ပဲအဲ့တော့9နာရီအလုပ်မဝင်ခင်ကတည်းကကျွန်တော်ကဆရာကရေ3.5လီတာတောက်ခိုင်းတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကနေပြီးတော့အခု2.5လီတာအရင်တစ်ခါတည်းမော့ချပလိုက်တောက်ပလိုက်ပြီးတော့တနေကုန်ရေမတောက်တော့အဲညနေလှုပ်စင်းသွားပြီးပြီဆိုတော့မှကျွန်တော်ကနေပြီးတော့နောက်ထပ်ဆရာတောက်ခိုင်းတယ်ပေါ့ဗျာဟဲ့ 1.5လီတာကိုထပ်တောက်မယ်ဆိုလို့အဲ့လိုလူမရပါဘူးကြကျွန်တော်တို့မှတ်မှန်နဲ့ပမာဏဟိုပေါ့နော်အဲပမာဏလေးတောက်နေဖို့အတွက်လိုတယ်ကြဟိုဆိုလိုတာကကျွန်တော်တော့ရေတောက်နေရှိတယ်နော်ရေတောက်နေကဘာလဲဆိုတဲ့အချင်းကြတော့မနေ့အိယာနိုးလာတယ်ဆိုခဲ့ရင်ရေအဝတောက်ပလိုက်ပြီးတော့ breakfast မစားခင်မှာဟိုရေတစ်ခွက်တစ်ခွက်တစ်ခွက်စီတော့တောက်လာတောက်ပြီးပြီဆိုခဲ့ရင် breakfast စားတယ်ဆိုတဲ့အချိန်မှာอืมရေမစားခင်မှာရေအဝတောက်ပလိုက်ပေါ့ကြပြီးတော့ စားနေစင်မှာမတောင်းနဲ့စားပြီးတနားရီတွေးမတောင်းနဲ့ပြီးပြီဆိုရင်ရေတန်တောင်းမယ်နော်အဲပြီးတော့နေ့လည်းစားလဲအင်းဒီလကောင်းပဲပေါ့ဗျာပြီးတော့ညစားလဲအင်းဒီလကောင်းပဲပေါ့ဗျာဟိုတနားယူရေတဖန်ခွက်စီတော့ကျွန်တော်တောင်းနေရမှာပေါ့ဗျာပြီးတော့အိတ်ခန်ဒီနှစ်နာရီလောက်လို့မှာရေဝါတောက်ချတာပြီးရေထပ်မတောင်းနဲ့တော့အဲ့မှမဟုတ်ခဲ့ဘူးဆိုခဲ့ရင်ရေတောက်ရင်ရှူရှူပေါက်တယ်အဲ့တော့ညအိတ်တဲ့ထီကိုရှူရှူတွေကပေါက်တယ်ပေါက်နေတော့မအိပ်ရဘူးမအိပ်ရတော့ရေထားတောက်တယ်ရေထားတောက်တော့ စီးဖြစ်တယ်စီးဖြစ်တယ်ဆိုရင်ရှူရှူထားပေါက်တယ်အဲ့လိုနဲ့တန်တရားလဲနေမှာဆိုလိုပါကြပြီးတော့ရေတောက်နေတတ်တဲ့လူတွေကကြတော့တော့ကာဖိန်းတို့အရက်တို့ကိုဒါ short တောက်ဖို့အတွက်လိုအပ်တယ်ပြီးတော့မမေးဟိုပါပေါ့နော်မမေ့ပဲနဲ့ပေါ့ဗျာတတိထားရမယ့်အချက်ကတော့ကိုချွေးထွက်냐ပြီလို့ရေသက်ဆုံးရှုံးမှုတွေညားခဲ့ပြီဆိုခဲ့ရင်တော့ရေကိုလုံလောလောနဲ့ပြန်တောက်ဖို့အတွက်လိုတယ်။ဒီထင်တော့၄ချိန်ခဲလုတ်ပြီဆိုခဲ့ရင်ကျွန်တော်တို့က ကိုလွတ်လပ်လွတ်လေလှုပ်ချင်တယ်ညဥမာလမ်းလျှောက်တာပဲဖြစ်ဖြစ်ပြေးတာပဲဖြစ်ဖြစ်ကျင်သွားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ရေဘူးမကင်ရင်ဘူးအဲ့လိုမလှုပ်ပါနဲ့ရေဘူးလေးကိုယူပါပါပြီးတော့တောင်းတနေရမှာမှထားတာပါချွေးထွက်လာခဲ့ပြီဆိုရင်ရေတောက်ပါကြအဲ့လိုကြမှာတာလင်းကျွန်တော်တို့ရေတဲ့ခန်းချောက်တဲ့ဆိုတဲ့အန်ဒီရကနေပြီးတော့ကာဝယ်နိုင်မှာပဲဖြစ်တယ်လို့ပြောကြရင်လည်းကျွန်တော်ရေတောက်နေခြင်းအကြောင်းကိုတော့ကျွန်တော်ဒီမှာပဲအဆုံးတက်လိုက်ပါပြီဗီဒီယိုလည်းတော်တော်လေးရှည်သွားတယ်နော်โอเคပါနောက်တခြားအဲအကျိုးရှိစေနိုင်လောက်မဲ့ပေါ့နော်ကျမရဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်လက်ပြီးမျှဝေသွားပါမယ်ဗျာ